သခင်ယေရှုနဲ့အတူလူတို့ရဲ့လဝကတိုင်ခရီးလမ်းရှမာကုခရစ်ဝင်ကျမ်းအပိုင်း15အပိုင်းငယ်27မှ40ကျွန်တော်တို့ခရစ်ဝင်ကျမ်းကိုဖတ်ရှုကြည့်မယ်ဆိုရင်လူများစွာကသခင်ယေရှုနဲ့အတူရှိခဲ့တာကို သိနိုင်ပါတယ်။သခင်ယေရှုကနောက်ကပတ်တရားတော်ကိုဟောပြောနေချိန်နတ်ဆိုးကိုအနှင်ထုတ်နေချိန်ဖြားနာသူတို့ကိုကူးသပေးချိန်သခင်ယေရှုကမောင်ငါးလုံးနဲ့ငါးနှစ်ကောင်ကို ပေးဆောင်စဉ်စသဖြင့်အဖွဲကိစ္စရပ်များကိုဝေမျှခဲ့ပါတယ်။တခင်ယေရှုနဲ့တပည့်တော်များကယေရုရှလင်မြို့သို့ဝင်ရောက်တဲ့အခါလူဝတ်များကသူတို့ကိုကြိုဆိုခဲ့ကြပါတယ်။ယက်အနေငယ်အကြမှာယစ်ဘရဟိတ်များတန်ပြုဆရာများနဲ့အသင်းတော်လူကြီးများကဆေလွတ်လိုက်တဲ့သူများကတခင်ယေရှုကိုဖမ်းသွားတဲ့အခါလူတိုင်းကတခင်ယေရှုကိုဆွံ့ခါသွားကြပါတော့တယ်။သူပဝင်းကျင်ကလူတွေနဲ့သူ့ရဲ့တပည့်တွေတောင်ထွက်ပြေးသွားပါတယ်။ ်ပေတရုကတောင်တခင်ယေရှုကိုမသိဘူးလို့ပြောခဲ့ပါတယ်။ဒီလိုနဲ့လူများစွာကသူ့ကိုလျှူရှုပြီးလဝါကတိုင်းမှာတခင်ယေရှုကအဆုံးသတ်ခဲ့ပါတယ်။တခင်ယေရှုအတွက်ကြောက်စရာကောင်းပြီးခက်ခဲတဲ့အချိန်တွေရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းထောက်မှစွာပဲတခင်ယေရှုကြောင့်ထွက်ခဲ့ရတဲ့အခက်အခဲများကိုဝေမျှပေးမဲ့သူများရှိခဲ့ပါတယ်။ သခင်ယေရှုကိုလောဘကတိုင်းမှာမတက်ခင်မှာလူများစွာရဲ့လောင်ပြောင်ခြင်းကိုခံရပြီးကြာဖို့နဲ့လည်းအယိုက်ခံခဲ့ရပါတယ်။ထို့အပြင်သူကကီလိုဂရမ်40 50အလေးချိန်ရှိတဲ့လေးလံတဲ့လောဘကတိုင်းကိုထမ်းအခါဂောလိကသစီကိုမီတာယာနဲ့ချီလမ်းလျှောက်ခဲ့ရပါတယ်။သခင်ယေရှုကခြေလမ်းအလင်းငယ်မြလမ်းလျှောက်ပြီးမကြာခင်မှာအလွန်မောပန်းကပြိုလဲသွားခဲ့ပါတယ်။ ထိုအချိန်မှာစစ်သားများကဖြတ်သွားတဲ့လူတအုပ်ကိုဖမ်းဆီးကာတခင်ယေရှုရဲ့လဝါကတိုင်ကို သူနဲ့အတူတည်ဆောင်ခိုင်းခဲ့ပါတယ်။ထိုလူကတခင်ယေရှုရဲ့လဝါကတိုင်ကိုထမ်းရောက်ကလွဲလို့အခြားရွေးချယ်ဆရာမရှိခဲ့ပါဘူး။တခင်ယေရှုကတပည့်တော်များအားငါနောက်တော့လိုက်လို့ပါကတင့်ရဲ့လဝါကတိုင်ကိုထမ်း၍လိုက်ခဲ့လို့လို့ဆိုပါတယ်။ထိုသူက ကိုယ်တိုင်လဝါကတိုင်ကိုထမ်းရခတ်တဲ့လူများကြမှာမြည်သူမြမထမ်းနိုင်တဲ့သခင်ယေရှုရဲ့လဝါကတိုင်ကိုထမ်းကတိတ်တဆိတ်လိုက်လာခဲ့ပါတယ်။အစမှာတော့သူကဘသူရဲ့လဝါကတိုင်ကိုကင်ဆောက်ထားကြမသိကြပေမဲ့မကြခင်မှာပဲသိရှိခဲ့ပါတယ်။အန်အောဆေယကောင်းတာကတမန်ကျမ်းစာကိုရေးသားခဲ့သူအစောပိုင်းအသင်းတော်များဖြစ်တဲ့ ။တခင်ယေရှုကိုယုံကြည်သူများအားလုံးဆိုထားတာကထိုသူကအာဖရိကမြောက်ပိုင်းဒေသမှာရှိတဲ့ကိုရေနေပြည်ရဲ့မြို့သားရှီမွန်ပဲဖြစ်တယ်လို့ဆိုပါတယ်။လဝကတိုင်ကိုထမ်းသောယေရှုကစူးတရဖူကိုဝတ်ဆင်ပြီးလဝကတိုင်မှာအသေးခံခဲ့ပါတယ် လူများစွာကသခင်ယေရှုကိုလောင်ပြားဝေဖန်ကြပါတယ်။သခင်ယေရှုရဲ့ခန္ဓာကိုယ်နဲ့သူ့ရဲ့နှလုံးသားကအလွန်နာကျင်ပြီးခက်ခဲနေပါလိမ့်မယ်။ဒါပေမဲ့ထိုအချိန်မှာပဲတခိယေရှုရဲ့အနာမှာရှိနေသူများအကြောင်းကိုတမန်ကျမ်းစာကဖော်ပြထားပါဗါတယ်။ဟုတ်ပါတယ်။အဲ့ဒါကအမျိုးသမီးအချို့ပဲဖြစ်ပါတယ်။ သူတို့ကကြောင်းပွက်ဖယ်ကောင်းသောယောမစေတများရှိမှရှိကြပြီးလဝကတိုင်မှာရာဇဝင်သားတအူးနဲ့အတူရှိနေခြင်းကကြောက်စရာကောင်းတဲ့အရာဖြစ်ပြီးကြီးစွာသောအနေရကိုလည်းကြားရောက်စေပါလိမ့်မယ်။ဒါပေမဲ့တခင်ယေရှုရဲ့စကားကိုနားထောင်ပြီးတတိယပြီးသူတို့ကနားကျင်စွာခုနှစ်ကြိမ်တိုက်တိုက်ကြွေးကြော်ခဲ့ကြပါတယ်။သူတို့ကသခင်ယေရှုရဲ့နောက်ဆုံးအချိန်များကို ကြည့်ရှုပြီ ကိုရောတည်ဆောင်းပြီးနောက်ကိုရောရဲ့အတုပအတွက်လည်းပြင်ဆင်ခဲ့ကြပါတယ်။အားလုံးပဲဒီလိုအချိန်အနည်းမျိုးမှာတချို့သောသူတို့ကဝမ်းနဲ့ပူဆွေးနေတဲ့အချိန်မှာတောင်သခင်ယေရှုနဲ့အတူရှိခဲ့ကြပါတယ်။တမန်ကျန်စာကဒီဖြစ်ရပ်နှစ်ခုလုံးကိုသခင်ယေရှုနဲ့အတူ အထူးကျေးဇူးတော်အဖြစ်မှတ်တမ်းထင်ထားပါတယ်။ သခင်ယေရှုအတွက်လဝါကတိုင်ကိုထမ်းရင်ဒါမှမဟုတ်သခင်ယေရှုကဲ့သို့လဝါကတိုင်မှာချိန်ဆခံထားရမယ်ဆိုရင်ကျွန်တော်တို့အတွက်ခက်ခဲပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကဥပုပ်ကာလမှာနှုတ်ကပတ်တော်ရွတ်ဆိုခြင်းချီးမွမ်းခြင်းဆုတောင်းခြင်းများဖြင့်တခေယေရှုနဲ့အတူဖြတ်သန်းကြရင်ကောဘလို့လဲ ကျွန်တော်တို့ကသခင်ယေရှုရဲ့ဝမ်းနည်းခြင်းဝေဒနာအချိန်များကိုတည်ရရင်ကျွန်တော်တို့နဲ့အတူထက်သန်းမယ်ဆိုရင်ဒီဥပုပ်ကကျွန်တော်တို့အတွက်အထူးကျေးဇူးတော်နဲ့ကျေးဇူးဆဲရမယ့်အချိန်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။